တပည့်တော်ကစိတ်မကြင်ဖះရတော်မရှိခိုးခြင်းဘူးတဲ့ကလေးတယောက်ကရှောက်ဖူးတယ်ဖះဆိုတာမရှိခိုးခြင်းလဲရှိခိုးရမှာပဲရှိခိုးရင်းနဲ့ကြီးသွားလိမ့်မယ်လို့သူကရှင်းပြရတယ်တကယ်တော့ဖះရှိခိုးတယ်ဆိုတာစိတ်မကြည်လေပိုလုံးလေဖြစ်ရမယ်ပေါ့စိတ်ပါမှစိတ်ကြည်မှဖះရှိခိုးကြမယ်ဆိုရင် အမှုရှင်ပုဂ္ဂိုလ်ရဲ့စိတ်ဆိုတာမကောင်းမှုမှာပဲပျော်တာများတယ်လေကောင်းတဲ့စိတ်ဆိုတာတိတ်တမွေးယူมาရတာမဟုတ်လားစိတ်မပါတာစိတ်မကြည်တာစိတ်မကြည်မနှက်ဖြစ်တာစိတ်တော့ကဖြစ်တာစိတ်မှာမနာလိုခြင်းဝတ်တိုခြင်းဖြစ်တာစတာတွေဟာဒေါသရဲ့သဘောပါပဲကိုယ်စိတ်မှာဒေါသဖြစ်ရင် ောတာကင်းစင်တဲ့ဖယားရှင်ကိုအာယုံပြုတ်ပြီးကြည်လိုက်ပါ ကိုပါအငိမ့်တက်ရသွားမယ်စိတ်မကြည်ရင်စိတ်ကြည်လင်နေတဲ့ဖယားရှင်ကိုအာယုံပြုတ်ကြည်လိုက်ပါ ကိုပါအကြည်တက်ကူသွားတယ်စိတ်မကြည်ရင်ဖယားတော်မရှိခိုးခြင်းဘူးမလုံနဲ့ရှိခိုးရင်းနဲ့ကြည်သွားလိမ့်မယ်စိတ်မကြည်တဲ့အခါများလေလေဖယားရှင်ရှိဝရောက်အောင်သွားဖယားရှင်ရဲ့မျက်နှာတော်ကိုအာယုံပြုတ် ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဆိုပြီးစိတ်မှာရည်မှန်းအာရုံပြုလိုက်လို့ရှိရင်ဘုရားရှင်ရဲ့အကြည်တက်ကလည်းကိုယ်စိတ်ကို ကုဆက်သွားပြီးတော့ကိုပါ အကြည်တက်အငြိမ့်တက်တည်းရသွားစေတတ်တယ်။ဘုရားမြတ်စွာဘုရားရှင်ဟာကိလေသာမှန်သမျှအကျဉ်းချံမရှိ အကုန်အစင်ပယ်သတ်တော်မူပြီးတဲ့အတွက်ကြောင့်လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးမောဟမာနလည်းမရှိဘူး ိလေသာအလုံးကင်းစင်နေတဲ့အတွက်ကြောင့်ဖယားရှင်သည်ကြည်လင်တောက်ပအတူမရှိတဲ့အေးမြမှုကိုရစေတယ်ဖြစ်စေတယ်အဲ့ဒီလိုဖယားရှင်ကိုအာယုံပြုနိုင်မယ်ဆိုရင် ကိုယ်စိတ်မှလည်းပဲဖယားရှင်ရဲ့အကြည်ဓာတ်တွေဖယားရှင်ရဲ့အငြိမ့်ဓာတ်တွေဖယားရှင်ရဲ့တောက်ကမရှိတဲ့ခံစားမှုတွေကိုယ့်ရှိကိုရောက်လာမှာဖြစ်တယ်အတူမရှိအတူမရှိ မြတ်ဗုဒ္ဓဆိုတော့အပေါ်လည်းမရှိဘူးဆိုတာအသေးချပါပဲဒါကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်ကိုယ်စိတ်မှာမကြည်တော့ဘူးကိုယ်စိတ်မှာမအေးချမ်းတော့ဘူးကိုယ်စိတ်မှာတောကတွေများနေတယ်ကိုယ်စိတ်မှာဖိအားတွေများနေတယ်ဆိုရင်ဖယားစင်ရှိဖယားရှင်ရှိဖယားခန်းရှိကိုရောက်အောင်သွားကိုယ်စိတ်ကလေးကိုဘုရားရဲ့အငြင်းတက်တွေရအောင်ယူပြီးတော့အမြတ်ကိုဖယားဖတ်ပြီးတော့ဖယားရဲ့တကူတော်နဲ့ ပြေအောင်ဖြေကြဖို့ပဲတိုက်တွန်းရမှာပေါ့